ခုဒီငလင်းတွေဘာတွေဖြစ်သွားတဲ့အပေါ်မှာလည်းမူတည်ပြီးတော့မြင်ရကြားရတာတွေကဟိုတကယ်ဟိုတံဝေကရစရာတွေလည်းကောင်းတယ်အဲ့လိုဆိုတော့လေဟိုကိုယ်ခန္ဓာကိုယ်ကြီးကကိုယ်မပိုင်ပါလားဆိုတော့အသည့်တွေလည်းပြန်ပြီးတော့သိရတယ်ပြီးတော့နောက်တစ်ခုကဒီပစ္စည်းဥစ္စာတွေပိုင်ဆိုင်ခြင်းဆိုတော့လည်းဟိုကိုယ်ကြိုးမမြင်နိုင်ဘူးအော်ဘယ်ချိန်မှာဘလို့ဖြစ်ပြီးတော့အာဘလို့မျိုးဆုံးရှုံးသွားနိုင်တယ်ကိုလည်းဘယ်ချိန်မှာဟိုဘလို့ပြောမလဲဟို ဘယ်ချိန်မှဟိုရှင်းရှင်းလင်းပြောရမယ်ဆိုရင်ဘယ်ချိန်မှတည်မလဲဆိုတာလည်းကိုလည်းချိုးမသိဘူးအဲ့တော့ဟိုချိုးမမြင်နိုင်တဲ့ဒီလောကကြီးမှာကျွန်တော်တို့တွေကအကောင်းဆုံးနဲ့ဟိုကိုယ့်ရဲ့ဒီနောက်ဘဝအကူကောင်းဖို့အတွက်ကိုကုသိုလ်ရေးတွေဘာသာရေးတွေလုပ်ကြမယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြမယ်အဲ့လိုမျိုးပေါ့ဟိုကျွန်တော်တို့အမှုပညာသမားတွေရဲ့ဟိုအိမ်မက်တွေအားဒါအမှုဒီရဲ့အာဘယ်လိုပြောရမလဲ မှတ်တိုင်ပေါ့ရုပ်ရှင်ဆိုတာလည်းကျွန်တော်တို့တော့မှတ်တိုင်တစ်ခုပဲလေ အဲ့လိုမျိုးပေါ့ခု academy ဆိုလဲဒါရုပ်ရှင်သမားအမှုပညာသမားတွေရဲ့အားလုံးမှတ်တိုင်တစ်ခုလို့ဖြစ်နေတာဆိုတော့ဟိုဒီအမှုပညာလောကမှာလည်း academy တစ်ခုပဲရှိသေးတယ်မျောမှန်းစရာဆိုလို့ပေါ့နော်မှတ်တိုင်တစ်ခုအနေနဲ့ဆိုတော့ဟိုအဲ့ဟိုမျောလင့်ပါတယ်မျောလင့်ပါတယ်ကျွန်တော်တို့လည်းအများကြီးဒီယုံကြည်ကားတွေဟိုရိုက်ရဖို့ရိုက်ခွင့်ရဖို့အခွင့်အရေးရဖို့ပေါ့နော်အဲ့လိုအခုလောလောဆယ်မှာလည်းကျွန်တော်တို့ရတဲ့အခွင့်အရေးလေးတွေကိုအကောင်းဆုံးဖြစ်အောင်ဟိုကျွန်တော်တို့ကြိုးစားနေပါတယ်အာပြီးတော့နောက်ဒီခုနပြောသလိုပဲအဲအခုဒီယုံကြည်ကားတွေရိုက်နေရတဲ့တကယ်ချင်းညီကို ောင်နှမတွေအတွက်လည်းတကယ်အဲဝမ်းသာဂုဏ်ယူပါရဲဟိုဘလို့ပြောဟိုအရန်လဲပီတိဖြစ်တယ်ပေါ့နော်ဟိုကံကံညာဝရိယပေါ့နော်ကံညာဝရိယတွေလည်းလိုသေးတာပေါ့လိုသေးတော့ဟိုကိုကန်ဆက်တဲ့အခါနဲ့ကိုကြိုးစားမှုနဲ့အာသွားပြီးတော့တိုက်ဆိုင်တဲ့အခါတွေဟိုအဲ့လိုအဲ့လိုလဲလိုသေးတာပေါ့နော်ကျွန်တော်ကျွန်တော်အမြင်ပေါ့အဲ့အရာတွေကြောင့်လဲပါမယ်ထင်တယ်ပေါ့ကျွန်တော်တို့လည်းအခုကဒါမကြိုးစားမှုမဟုတ်ဘူးအားလုံးကအတူတူကြိုးစားနေကြတာပဲလေဒါကိုယ့်ရဲ့ကံတရားအပေါ်မှာလဲမူတည်သေးတယ် ကိုစူးစမ်းမှုရယ်ကံရယ်ညံရယ်ဝရိယရယ်အဲ့ဒါတွေအကုန်ပေါင်းစပ်ပြီးတော့ချိန်တော့မှသွားပြီးတော့တိုက်ဆိုင်တဲ့အချိန်ကြာမှာကိုကအောင်မြင်ပြီးအဲ့လိုမျိုးပေါ့နော်ဒါအကယ်မီဆိုလဲအကယ်မီအေးအာရသွားကြတယ်လို့မြင်ပါတယ်ဟိုအဲ့ဒီအပေါ်မှာလဲဟိုဝန်တာပီတီတကယ်ကိုဂုဏ်ယူပါတယ်ဟုတ်အဲ့စိတ်ရှုပ်စရာကတော့ဘယ်လိုပြောမလဲလူကတော့ဟိုပါပေါ့ကျွန်တော်တို့ဒီနေနေတနေ့မှာဗျာနေထွက်ပြီဆိုရင်တော့မှဥမာနေအရှိရနေထွက်ပြီအနောက်ကဝင်နေဝင်ချင်းဆိုတာရှိသေးရပဲလေအဲ့တော့ဟို ဘယ်လိုပြောအဆင်မပြေတဲ့အချိန်ကတော့သူ့အနေနဲ့သူရှိကြရပဲလीနော်ဟိုလူလူတိုင်းမှာတော့အဆင်ပြေတဲ့အချိန်အဆင်မပြေတဲ့အချိန်တော့ရှိကြဒါပေမဲ့တစ်ခါကြီးကြစိတ်ခံစားချက်ပေါ်မူတည်လာတဲ့အခါပေါ်လာတဲ့အခါတွေမှာတော့ကျွန်တော်ကောက်ကောက်ပြီးတင်လေးရှိတယ်အဲ့ဒါလေးကတော့ကျွန်တော်အချင်းပေါ့အဲ့လိုမျိုးဆိုတော့ဟိုပြီးတော့နောက်တစ်ခါကြကျွန်တော်ကဟိုခုနောက်ပိုင်းလဲဘာသာရေးပို့ပြီးတော့ဟိုဖိပြီးတော့လှုပ်ဖြစ်တယ်လှုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးပေါ့ဒီစိတ်ခံစားချက်တွေအဆင်မပြေမှုတွေအာ စိတ်ဒီလိုမျိုးပေါ့နော်ဟိုစိတ်ညစ်စရာတွေဘာညာရှိလာတဲ့အခါကျလို့ရှင်ကိုကဒီဘာသာရေးလေးနဲ့ဖြေနိုင်အောင်လို့ပေါ့နော်ဟိုပို့ပြီးတော့တော့ခုနောက်ပိုင်းပို့ပြီးတော့လှုပ်ဖြစ်တယ်အဲနောက်တစ်ခုကဘာလဲဆိုတော့အခုဒီငလင်းတွေဘာတွေဖြစ်သွားတဲ့အပေါ်မှာလည်းမူတည်ပြီးတော့မြင်ရကြားရတာတွေကဟိုတကယ်ဟိုတံဝေကရစရာတွေလည်းကောင်းတယ်အဲအဲ့လိုဆိုတော့လေဟိုကိုခန္ဓာကိုယ်ကြီးကကိုမပိုင်ပါလားဆိုတော့အသည့်တွေလည်းပြန်ပြီးတော့ သိရတယ်ပြီးတော့နောက်တစ်ခုကဒီပစ္စည်းဥစ္စာတွေပိုင်ဆိုင်ခြင်းဆိုတော့လည်းဟိုကိုကြိုးမမြင်နိုင်ဘူးဟိုဘယ်ချိန်မှဘလို့ဖြစ်ပြီးတော့အာဘလို့မျိုးဆုံဆုံသွားနိုင်တယ်ကိုလည်းဘယ်ချိန်မှဟိုဘလို့ပြောမလဲဟိုဘယ်ချိန်မှဟိုရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ဘယ်ချိန်မှသေမလဲဆိုတာလည်းကိုလည်းကြိုးမသိဘူးအဲ့တော့ဟိုကြိုးမမြင်နိုင်တဲ့ဒီလောကကြီးမှာကျွန်တော်တို့တွေကအကောင်းဆုံးနဲ့ဟိုကိုယ့်ရဲ့ဒီနောက်ဘဝအကူကောင်းဖို့အတွက်ကို ကုသိုလ်ရေးတွေဘာသာရေးတွေလောက်ကြမယ်ကုသိုလ်ကောင်းမှုတွေလောက်ကြမယ်အဲ့လိုမျိုးပေါ့ပြီးတော့နောက်လောဘဒေါသမောဟတွေအတတ်နိုင်ဆုံးရှော့ကြမယ်အဲ့လိုမျိုးစိတ်နဲ့ပဲတွေးမိပြီးတော့ဟိုဘာသာရေးရတရားသဘောနဲ့ပဲပြန်ပြီးတော့ဖြေရတာပေါ့မှာပါရမီဖြည့်ဘက်ကတော့ဒါတော့ဘယ်လိုပြောမလဲဟိုလက်ရှိချိန်မှာတော့ဒါဟိုအမားတို့လည်းရှိကြမှာပဲလေဒီရွယ်မှမရှိရမှာပြောလိုက်မယ်ဒီရွယ်မှအမင်းပေါ့ဘာမြောက်လဲဆိုတာအဲ့လိုမျိုးပေါ့အဲ့လိုဆိုတော့ဒီကိုကြိုက်တဲ့စာသားလေးလည်းမလိုပါ ့ခုနကျွန်တော်ရှင်းထားတဲ့အထဲမှာဆိုအဲ့မှာစာထဲမှာဆိုပါတယ်လေပါရမီဖြည့်ပဲဆိုတာကကိုယ့်ရဲ့လင်းရေမယားရေမှမဟုတ်ဘူးအော်တခြားဒီလူတွေဟာလည်းကိုယ်နဲ့ပတ်သက်ရာပတ်သက်ကြောင်းပတ်နာတွေဟာလည်းဒါပါရမီဖြည့်ပဲတွေပဲအဲ့တော့ကျွန်တော်တို့ဒီပါရမီဖြည့်ပဲနဲ့ပတ်သက်ပြီးအဲ့လိုမျိုးပေါ့နော်ဒါဒီမှာရေးထားတဲ့စာလေးတွေကိုဖတ်ကြည့်ရတဲ့အချိန်မှာကျွန်တော်သဘောကျတာနဲ့အဲကြောင့်ပြန်ပြီးတော့ share လိုက်တယ်ဒီပါရမီဖြည့်ပဲနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့တွေဒီဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင် နေထိုင်မလဲအဲကိုယ့်ရဲ့ဒီ partner နဲ့ဘယ်လိုမျိုးဟိုဟာဖြစ်မလဲဆိုတာကိုလည်းအာ ပြန်ပြီးတော့တုံးတက်ရတာပျံဒီစာလေးတွေဖတ်ပြီးတော့ကျွန်တော်ဘဟုသုတရတာပေါ့အမအမတို့တော်လည်းပို့ကောင်းတာပေါ့ဒီကြောင့် share ပေးရအမအမတို့ရောရှိနေပြီလားအော်ရှိပါအညာနဲ့နော်ပူချောလာတယ်လို့ထင်တယ်ကိုကိုပြောတာဟိုပူချောလာတယ်ဆိုတာပို့ပြီးတော့ဟိုပေါ့ရင်းကျက်အောင်နေရရင်းကျက်အောင်နေရတာပေါ့ အရင်တုန်းကတော့ဒါလူငယ်တဘာဝအဲ့လိုမျိုးပေါ့ခုနပြောလို့အာအခုချိန်မှာလည်းဒေါသမောဟတွေပါတခါတလေလူဆိုတော့ဒေါသဆိုတော့ရှိရပဲလေဒါပေမဲ့အဲ့လာကြီးဟိုဖြစ်ပြီးပြက်ဖြစ်ပြက်ဟိုဖြစ်ပြက်ဆိုတဲ့သဘောတရားကြီးကိုသိလာတဲ့ခါကြလို့ရှင်ဟောငါစင်ကျင်ရမှာပါလားအာဒီလိုမျိုးဥမာဒေါသတစ်ခုကြောင့်လှုပ်လိုက်တဲ့အရာတစ်ခု ဖြစ်သွားတဲ့အရာတစ်ခုကပြီးသွားလို့ရှင်သူအေးသွားတဲ့အချိန်မှာဟိုဘာမှအကျိုးမရှိပါလားဆိုတော့အာအရာကိုသိလိုက်ရတဲ့ခါကြ ဟိုပို့ပြီးတော့ငါနောက်နောက်ခါကြာရင်တော့ဘလို့စင်ကျင်ရမယ်ဘလို့ကိုယ့်ရဲ့ဒေါသစိတ်ကိုထိန်းရပါထိန်းရမယ်ဆိုတဲ့ဟာမျိုးလေးတွေကိုလည်းပို့ပြီးတော့တော့ဟိုမြင်လာတာပေါ့နော်အတိရောသတိနဲ့စင်ကျင်လို့စင်ကျင်လို့ပေါ့အတတ်နိုင်ဆုံးတော့ကျွန်တော်ဖုန်းကြီးဝေးတဲ့ခါကြာရင်လည်းတရားနာတဲ့ခါကြာရင်လည်းလာအောင်တော့ရာသက်ပါတော့မဟုတ်ဘူးလေဘလို့ကျွန်တော်မမြင်ကျွန်တော်လူလူဝေးနဲ့မဟုတ်လူဝေးနဲ့မမြင်ကျင်တော့ဟုတ်လား ဟိုဟိုအဲ့ဒါရှိလေကျွန်တော်ကအဲ့လိုလီလောကကြီးကိုစိတ်ကုန်သွားလို့ရှိရင်ကျွန်တော်ကအဲ့ဟိုဟာဘုန်းကြီးပဲဝစ်သွားတော့ခုနပြောလို့ပဲကျွန်တော်ရာသက်ကဝစ်စေခြင်းနေရာနေပါ